2025ခုနှစ်ဇွန်လ6ရက်တောက်ကြနေ့အတွက်ခွန်ရသားမီးအလုံးတို့အတွက်တဲတော်ကန်ကျမနမိတ်ကတော့ဓာစီဆိုတဲ့သင်္ကန်းနမိတ်ဖြစ်နေစိတ်ပင်ပန်းမှုတွေများတတ်တယ်အိမ်တော်ရင်အခြေရေးမြစ်တိုင်းလိုကိစ္စတွေရှုပ်ထွေးတတ်တယ်လူရင်းလူရောကိုယ်အထင်လွဲမှားမှုဒုက္ခပေးမှုကြုံတတ်တယ်ငွေဆုံးချုံတာနိနာမျိုးတွေဖြစ်တတ်တယ်ဒီနေ့မှာဆောင်ရွက်တဲ့ကိစ္စတွေဟာခက်ခဲထင်းငေါ်မှုတွေကိုဖျက်ဆီးရတတ်ပါတယ်ဒီလိုအခက်အခဲရှိတဲ့နေ့တွေမှာ အခက်ခဲတွေကနေလွတ်မြောက်သွားဖို့လို့အတွက်တပြင်းညွတ်တညွတ်ကိုရေထဲကိုထည့်ပြီးမနေ့စောစောမျက်နှာသိချင်းအပြင်တနေ့လုံးပြပြလဲလဲအခက်ခဲမရှိအောင်မြင်သွားပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မဟာဘုတ်ဗေဒင်နိယတောက်ကြနေဘွားယာဇဘွားသာသာရှင်တွေဖြစ်ပါတယ်။ယာဇရဲ့သဘောအတိုင်းမင်းဆိုးယာဇကြီးကဲသူများနဲ့ပတ်သက်သောအလုပ်ကိစ္စတွေပေါ်မယ်။ငယ်ငယ်နဲ့အောင်မြင်ချမ်းသာသောသူဖြစ်မယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့မွေးနေ့မင်္ဂလာပါခင်ဗျာဒီနေ့တို့မွေးနေ့ရှင်အားလုံးတို့အတွက်ကုသိုလ်ရရလမ်းညွှန်ပေးရမယ်ဆိုရင်တော့အသီးသုံးမျိုးဆွမ်းကဘုန်းကြီးကိုလောင်းလို့ပြီးဒီနေ့တနေ့လုံးအတွက်ဆူတောင်းဒိဋ္ဌံပြုလိုက်ပါခင်ဗျာဒီနေ့မှာခொနည်းသားမီးအားလုံးတို့အကျိုးပေးစိုးမိုးကနေတော့နှစ်ကနန်းရှစ်ကနန်းဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကန်ကောင်းမှုလို့အတွက်ဆိုရင်တော့နွားနုနှစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးငွေကန်ကောင်းမှုဆုတောင်းပါခင်ဗျာဆွတဲ့အခါမှာတော့အပင်ချင်းကိုလောင်းလို့ပြီးဆွလိုက်ပါ စရုပ်ဆိုင်နဲ့ကုန်သုံးဆိုင်နဲ့လက်ဖက်ရည်ဆိုင်နဲ့ရောင်းပန်းတာဝယ်ပန်းလှဖို့တော့ကတော့ဒီလိုမျိုးမှာဆိုင်ကောင်တာတွေကိုဂျင်းတက်တစ်ခုထည့်ထားခြင်းအပြင်အဲဒါပတ်စံထားတဲ့နေရာကိုဂျင်းတက်တစ်ခုထည့်ထားခြင်းအပြင်ရောင်းဝါသီးတာသာတက်ပါနိုင်မယ်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့လို့တော့ကတော့ရက်တောင်လေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်ထိုင်းပစ္စည်းတွေသီးသီးသာသာအယောင်ထွက်သွားပါနိုင်မယ် အမှုခင်းတဲ့ဂျုံနေရသူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုဂျုံနေရသူရဲ့အမိကိုပန်းသီးတစ်လုံးမှရေးပြီးဆွမ်းကံဖုံးကြီးကိုလှူဒန်းလိုက်ပါခင်ဗျာ။ကျမ်းမာရေးနဲ့ပတ်သက်လို့ဓာတ်စာဖြစ်နေရတဲ့ဒီလိုမျိုးမှာကျွန်မကျမ်းမာတဲ့သူတွေအနေနဲ့အဝိုင်းရောင်ဖြော်ရင်အနေငယ်တော့ပြီးဆူတောင်းလိုက်ခြင်းအပြင်ဆေးကောင်ဝါကောင်ဆရာကောင်တမကောင်တွေ့ပါလိမ့်မယ်။အခြေကိစ္စမေတ္တာရေးကိစ္စအိမ်တော်ရေးကိစ္စတွေအစဉ်ပြေဖို့လိုတော့ကတော့ညာဘက်မှာအချွေတမျိုးမျက်စောပြချင်းလှူပြီးဆူတောင်းလိုက်ပါခင်ဗျာ။